ဟယ်လိုအားလုံးမင်္ဂလာပါဒါကတော့ကျွန်တော်တို့အင်္ဂလန်မှာ flat roof ဆိုတာလုပ်နေတယ် flat roof ဆိုတာ flat ဆိုတာဒီဟိုပါပေါ့တကြီးကြီးလေးနဲ့ခေါင်းမူခေါင်းမူတွေအညီပေါ့ခေါင်းမူအညီလေးညီလေးတွေကိုကျွန်တော်ဘီချူမန်နဲ့ဟိုပါပေါ့မိုးနေတယ်ဘီချူမန်ဆိုတာတော့ဒီဘယ်လိုပြောကက်တီယာအီးတွေကိုအပြားလောက်ခါတယ်ဘယ်လိုอ่ะ ောက်မိုးလောက်ဖို့အတွက်လေပေါမိုးအနင်းနင်းနင်းလေးတွေရှိတယ်လေအဒီကတော့ဒူရဲ့ foundation ကတော့ဒီ fly blue ပေါ်ရဲ့အထက်သားတွေပေါ့နော်အထက်သားတွေပေါ်အရင်ဆုံးကျွန်တော်တို့ကဟိုဘယ်လိုရောမလဲအဟောင်းတွေကိုရှင်းပြီးတော့အဲ့ဒီအထက်သားတွေကိုအဲ့ဒီသားဟိုတန်းတွေပေါ်မှာကျွန်တော်တို့ကအကုန်လုံးရိုက်ပြီးတော့ခြေတယ် ဖိုက်ပြီးတော့အကုန်လုံးအတူရေးပေါ့ဖြည့်လိုက်ဖြည့်လိုက်တော့ under layer under layer get me bitumen ဟောပေါ့ get on it ထိုးလို့ခေါ်ရင်ဟောနေပေါ့အဲ့ဒီအဲ့ဒီအတန်းကျွန်တော်တို့ကဒီနဲ့အပူပေးပြီးတော့အဲ့ get တရားကြီးကိုနည်းနည်းပြောင်းလုပ်ပြီးတော့ဖက်သားမှာအဲ့ဒီအောက်ကသုံးထက်သားမှာနေကပ်လိုက်တာအဲ့လိုကပ်ပြီးတော့ဒါ under layer လို့ခေါ်တာပေါ့နော်ဒါတော့ under layer ဆိုတာဒီအောက်မှာခံရရပေါ့ ောက်မှာခံရရဘူးကျွန်တော်တို့ကဒီလိုမျိုးမီးကိုအပူပေးတယ်အဲ့ဒီကောင်လေးနည်းနည်းပျော်သွားပြီဆိုတော့အဲ့ဒီမှာကဲဝမလို့လိုက်ကံပြီးရတော့ပြင်းပါရနည်းနည်းကက်အိုတေးလေးနဲ့မရဘူးကက်အိုနည်းနည်းချီချီလေးနဲ့ကျွန်တော်တို့ကဘယ်လိုလို့ဒီအပူပေးပြီးတော့နေရာအဆုံဘောနော်ကျွန်တော်တို့ကအကုန်အပေါ်ကနေအုပ်လိုက်ဘောကနေအုပ်ပြီးတော့မ တောင်းတလေးတွေအကုန်လုံးကိုအုပ်ပေါ့တောင်းတလေးစီဒီကဟိုအမျိုးမျိုးရှိတယ်ကျွန်တော်တို့ကဒီဟိုအစလျာအနံဆိုပြီးတော့ရှိတယ်အောင်တလေးကတော့များသောအားဖြင့်အလျားလိုက်အဲ့လိုမျိုးလှုပ်လိုက်တယ်တန်းစီပြီးတော့ပြီးတော့မှအဲ့ဒီအလျားပုံကနေပြီးတော့ finishing coat after underlay ကျွန်တော်တို့ကတစ်ခါတစ်ခါကြာရင် cross အနံပုံမျိုးကိုဒီ finishing coach ဆိုလို့ဒါနောက်ဆုံးပေါ့နောက်ဆုံးပြီးတဲ့အဆင့်ပေါ့ဒါအောင်ဒါလေးရဟိုဘက်မှာပါတယ်လေအဲ့ဒီအောင်ဒါလေးရအပေါ်ကနေပြီးတော့ကျွန်တော်တို့ကဖြည့်ရတယ်ဒါကတော့ဘေးကအပြားလေးတွေအရင်ဆုံး30 cm ဖြတ်ဖြတ်ပြီးတော့ကျွန်တော်တို့ခောက်ပြီးတော့ထည့်ရတယ်အရင်ဆုံးအပေါ်ကမအုပ်ခင်ပေါ့နော်30 cm ပပတ်လေးခောက်ပြီးတော့မိအပူပေးပြီးတော့ကတ်လိုက်တယ်ပြီးတော့မှလာကိုအပေါ်ကနေပြီးတော့အုပ်လိုက်တယ်မိနဲ့ဒါကတော့နောက်ဆုံးပေါ့ပေါ့နောက်ဆုံး အဲ့ဒီအောင်တာလေးကြတော့သူတို့ကဟိုပေါ့သူ့မှာကြတာဘာမှမပါဘူးလေကြောက်ခေးလေးတွေမပါဘူးသူက smooth ဖြစ်တယ်ချောချောလေးပေါ့အချောပေါ့ဒါအောင်တာလေးအောက်ကခေးတွေဥစ္စာအပေါ်ကဥစ္စာမှာကြတော့သူကအဲ့ဒီကက်တရာစည်းပေါ်တွေမှာကြောက်တုံးကကျွေထားတဲ့ဟိုပါပေါ့ကြောက်ဟုတ်တပြားလေးတွေအများကြီးပဲကတ်ပြီးတော့ပါလာတယ်အဲ့တော့သူတို့ကရေစုလေးခံတယ်ဟိုဘယ်လိုပြောမလဲတိတ်ကိုင်းနေပါလေကြာရင်လည်းပြုံးသွားပြီးမပေါ့ဘူးပေါ့အဲ့ဒီအဲ့လိုမျိုးပေါ့ အဲ့ဒါရောင်းတာတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ကပြန်ပြီးတော့အပေါ်ကနေပြီးတော့အလျားလိုက်ဖြည်းဖြည်းအနံလိုက်ဖြည်းဖြည်းအဲ့လိုမျိုးကိုကအဲ့ဒီလုတ်တဲ့လူပေါ်မှာမူတည်တာပေါ့နော်အဲ့လိုမျိုးလုတ်ပြီးတော့မှအပေါ်ကနေပြန်ကတ်လိုက်တာ cash on နဲ့နော်အဲ့လို cash on နဲ့ကတ်လိုက်ပြီးတော့တာပဲ